ဘုရားကရှင်းရှင်းလေးပြောတယ်မဂ္ဂင်၈ပါးဆိုတဲ့အကျင့်တရားမဂ္ဂင်၈ပါးဆိုတာအပြင်မှာရှိတာမဟုတ်ဘူးကိုယ်စိတ်ထဲမှာရှိတာမဂ္ဂင်၈ပါးဆိုတာအကျင့်အပြင်မှတ်ခြင်းနော်အမှန်မြင်တာရဲ့အမှန်တွေးတာရဲ့အမှန်ပြောတာရဲ့အမှန်လုပ်တာရဲ့မှန်ကန်တဲ့အသက်မွေးမှုနဲ့ယက်တီတာရဲ့မှန်ကန်စွာကြိုးစားတာရဲ့မှန်ကန်တဲ့တတိမှန်ကန်တဲ့စိတ်တည်ငြိမ်မှုဆိုအဲ့ဒီစိတ်ဆွမ်းအားတွေကိုပြောတာเนาะ အဲ့ဒီစိတ်ဆွမ်းအားတွေကိုမထူထောင်ပဲအဲ့ဒီလမ်းကမလျှောက်ဖဲနဲ့ဘယ်ပုဂ္ဂိုလ်မှသောတာပန်တဂရကံအနာဂံရဟန်းဆောင်ဖြစ်နိုင်ဘူးမဂ္ဂင်ရှင်ပါအကျင့်တရားမရှိရင်စိတ်မှန်တဲ့သာသနာကိုမဟုတ်ဘူးလို့ပြောတယ်။တဏှာဝတ်ကဘယ်သူမှမလွတ်နိုင်ဘူးဒီလမ်းကြောင်းကတစ်ချောင်းနဲ့ပဲရှိတယ်လို့မြတ်စွာဘုရားဟောပြီးအဲ့ဒီမှာသူလက်ခံပြီးဘုရားဘာသာဖြစ်ကူးပြောင်းလို့ထုံညမှာပဲရဟန်းဝတ်တရားချင်း ဘုရားပြိနိဗ္ဗာန်မဆန်ခင်လေးမှာညာနာဖြစ်သွားတယ်။နောက်ဆုံးတပည့်လို့ခေါ်တယ်။သူ့အတွက်မြတ်စွာဘုရားဟာဆယ်လတိတိယောဂမဖြစ်အောင်ထိန်းလိုက်တယ်။အဲ့ဒါဘာနဲ့ထိန်းလို့ဆိုရင်ဟောဒီသံတဝိရိယဝိမန္တစိတ်ဓာတ်ဆိုတဲ့ဒီစွမ်းအားတွေနဲ့ထိန်းတာလို့ပြော။ဒါကြောင့်မို့လို့လူတွေရဲ့စိတ်စွမ်းအားဟာလူတွေထဲမှာပဲရှိတယ်။ဘာဖြစ်လို့ဒီစိတ်စွမ်းအားတွေက စွန့်တတိတွေမဖြစ်တယ်လဲလို့ဆိုလို့ရှိရင်မလုံလို့မလေးကျင့်လို့မဖြစ်ဘူးတကယ်လေးကျင့်ရင်လောကီကိစ္စမပြောနဲ့လောကုတ္တရာကိစ္စတွေထီအောင်ဖြစ်လာနိုင်ပါလေ